မင်္ဂလာပါရှင်ရမခေတ္တချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ဆလင်းမကင်းဘတ်ထွက်လာစစ်ကြောတိုက်ကြိုက်မှုစစ်သား9ဦးသေဆုံးခံရတဲ့ကြိုသိစီအားရှင်။မကွေးတိုင်းဆလင်းမြို့မှာရဲစခန်းကနေကင်းဘတ်ထွက်လာစစ်သားနဲ့ရဲတွေပေါင်းနဲ့စစ်ကြောကိုတိုက်ခိုက်ရမှာ9ဦးသေဆုံးပြီးခရဲပစ္စည်းကြောကိုသိစီအားရှိခဲ့ကြောင်းပြည်သူညီနောင်ဆလင်းသတင်းတာဝန်ခံကိုပြည်သူကပြောပါရယ်။ဒီစင်မာချရဲ့မော်လန်နှစ်နာရီ36မိနစ်ကမှဆလင်းမြို့မှာရဲစခန်းကနေစိမ့်စုဂိတ်ကင်းကန်ကိုကားတစ်စီးဆိုင်ကယ်လေးစီးနဲ့ကင်းဘတ်ထွက်လာတဲ့ 120ခန်းမှစစ်ကြောင်းဒေါ်လိုက်တပ်ဖွဲ့တွေကမိုင်းဆွဲပြီးပြစ်ကတ်တိုက်ခိုက်ခဲ့ပါတယ်ထိုတိုက်ခိုက်မှုက45မိနစ်ကြာမြင့်ခဲ့ပြီးစစ်သားနောက်ထေဆောင်ကလေဦးထိခိုက်တရားရရှိခဲ့ကြောင်းထိခိုက်တရားရရှိခဲ့တဲ့စစ်သားတွေထဲမှာစလင်းပြည်သူဇေယုံမှစေကူတာမှုခံရတဲ့စစ်သားနဲ့ရဲတုံးထပ်မံထေဆောင်ခဲ့ပါတယ်။ထေဆောင်တာအလုံးပေါင်း9កောင်လို့သိရတယ်။မိုင်းဆွဲအချိန်မှာ2កောင်အပြင်းထန်တရားရပြီးဇေယုံရောက်မှသိရတယ်။ဇေယုံရောက်ပြီးတရားကူတာအချိန်မှာ3កောင်ထပ်တယ်လို့သိရပါတယ်။ထိုပြတိုက်ပွဲတွင်စစ်သားနဲ့ရဲတွေ3ပြွက် ကြည်သရီကြည်ပေါင်းနှစ်ခုလက်ပစ်ပုံးနှလုံးကြည်တောက်30ခန်းကိုတိတ်ဆရာရှိခဲ့ကြောင်းအဆိုပါတိုက်ကြိုက်မှုကိုဆလင်းမြွနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့မှရဲဘော်တွေကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်ထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဆက်လက်ပြီးမြင်းဆန်မြွနဲ့ကြောက်ပြုတ်ရွာကတွက်လာစစ်တပ်စစ်ကြောင်းမိုင်းဆွဲတိုက်ကြိုက်မှုစစ်သားတွေထိခိုက်ဒိဆုံးမှုများပြားမန္တလေးတပ်မြင့်ချက်မြို့နယ်ကြောက်ပြုတ်ဟာကတော်လာကြပ်ပတ်စစ်တပ်စစ်ကြောင်းမိုက်ဆက်တိုက်ခိုက်ရာစစ်သား15ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့ကြံတပွဲတပွဲမှာပုံမိုက်ခဲကပြောတယ်ဒီဇင်ဘာ9ရက်နေ့ည9နာရီခန့်မှာမြင်းချံမြို့နယ်ကြောက်ပြုတ်ရွာကထွက်လာတီတာယွန်းမှုပြူစောတီအဖွဲ့နဲ့စစ်သားရဲ့ပူပေါထားတဲ့စစ်ကြောတော်လေးတပွဲတွေကကြောက်ပြုတ်ဖျားကုံနီမိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်ထိုတိုက်ခိုက်မှုတွင်ဂျပတ်စစ်သား15ဦးသေဆုံးခဲ့ပြီးထိုတိုက်ခိုက်မှုတွင်ဂျပတ်စစ်သား15ဦးသေဆုံးပြီးတော်လန်ရဲဘော်တွေထိခိုက်မှုပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းရင်းစစ်တဲ့စစ်ကြောင်းကဒီဇင်ဘာလ10ရက်နေ့မှာကြောက်ပြုတ်ဖျားကုံနီတေဆုံးသွားတဲ့စစ်သားလောင်းတွေကိုမီရှိုပြောင်းပြတ်သွားကြောင်းသိရတယ် ညင်းချန်ကြောက်ပြူကြီးကနေည9:00နာရီလောက်အင်အား150လောက်နဲ့ဆက်ကြောင်းထိုးလာကျွန်တော်တော်လိုင်းတပ်ဖွဲ့တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့တာစစ်ခွေး15កောင်းတေဆုံနဲ့တေဆုံသွားတဲ့စစ်ခွေးလောင်းတွေကိုမနက်ကမိရှုအလောင်းဖြောက်ပြသွားတယ်လို့ပြည်သူ့ကျယ်တွင်တပ်ဖွဲ့ပူမိုက်ခဲကပြောတယ်။အဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကျယ်တွင်တပ်ဖွဲ့မြင်းချန်ဒိန်ကြားဒိုင်းနမိုက်ဖွဲ့နဲ့ပတ်ကပ်ဖွဲ့တွေပူးပေါင်းလို့ဆောင်ခဲ့ပါတယ်။ဆက်လက်ပြီးစကုမျိုးကနေရွှေဆက်တော်ပြားဘက်ကိုဒေါ်လာစစ်တဲ့စစ်ကြောင်းဈာပြတိုက်ခိုက်မှုစစ်သား၄ဦးတေဆုံစစ်ကြောင်းပြည်သူ့နယ်ကိုပြစ်တက်ပြီးတုံးကိုဖမ်းဆီးသွား မကွေးတိုင်းမင်းမှုခိုင်စကုမျိုးနဲ့စကုမျိုးကနေရွှေဆက်တော်ဘုရားဘက်ကိုထွက်လာကြပ်ဖက်စစ်တဲ့စစ်ကြောင်းဂျာပြတ်တိုက်ခိုင်ရစစ်သားလေးတိတ်ဆုပ်ခဲ့ကြောင်းမင်းမှုခိုင်မကြောက်တဲ့တာဝန်ရှိသူကပြောတယ်ဒီဇင်မာလေးရဲ့နေမှာစကုမျိုးနဲ့မန်းချောင်းနောက်ဘက်ရှိစကုမျိုးနောက်ပိုင်းခံကုန်းရကနေရွှေဆက်တော်ဘုရားဘက်ကိုအင်အား120ခန်းနဲ့ထွက်လာစစ်တဲ့စစ်ကြောင်းကအသက်40ကျော်ရဲ့မြို့သားတောင်ကိုပြတ်တက်ပြီးလူငယ်တောင်ကိုဖမ်းဆီးသွားကြောင်းအလားတူဒီဇင်မာလ9ရက်နေ့မှာလည်းကုရွာကနေအသက်50ရွယ်မြို့သားတောင်ကိုထပ်မံပြတ်တက်ခဲ့ကြောင်းသိရပါတယ် ဒိုစစ်တက်စစ်ကြောင်းတော်လေးတပ်ဖွဲ့ကဒီဇင်ဘာလ9ရက်နေ့မိုးလက်တနာရီ30မိနစ်ခန့်မှာဂရင်ကောင်းကျေးရနီးကြားပြတ်တိုက်ခိုက်ရမှာစစ်သားလေးဦးသေဆုံးပြီးတက်ချက်ကြီးတအုပ်ပါဝင်ထိခိုက်ဒဏ်ရာသူများပြကြောင်းသိရတယ်။ထို့သူတိုက်ပွဲဖြစ်ပွားပြီးနောက်ဂျပန်စစ်တက်စစ်ကြောင်းကဂရင်ကောင်းကျေးရအတွင်းကိုလက်နက်ကြီးလက်နက်ငယ်နဲ့ပစ်ခတ်ရာနေအိမ်တချို့ပျက်စီးခဲ့ပြီးပြည်သူနေအုပ်ကိုလည်းဖမ်းဆီးသွားကြောင်းဒီဇင်ဘာလ9ရက်နေ့မှာလက်ပတော်ရရဲစခန်းကိုရောက်ရှိလာစစ်တက်စစ်ကြောင်းတော်လေးတပ်ဖွဲ့ကဒရုန်းနဲ့ပုံသုံးလုံးထပ်မံကျဲကြတိုက်ခိုက်ရာစစ်သားလေးဦးထိခိုက်ဒဏ်ရာရှိခဲ့တယ်။စစ်ကွေးစစ်ကြောင်းကလေတော့ ရက်စကန်ကနေဒီဇင်ဘာ9ရက်နေ့မနက်3နာရီလောက်ကနေထွက်သွားပြီးရွှေဆက်တော်ဖျားဘက်ကိုထွက်သွားတဲ့စေခွေးတေဆုံထိခိုက်မှုထပ်တိုးစရင်တော့မသိရသေးဘူးဖန်စီခံရပြီးတွေ့လဲပြန်လွတ်ပြဲလို့မကြားမိသေးဘူးဆိုပါတိုက်ခိုက်မှုကိုမင်းမှုခံအမတ်ကြောင့်တည်းမင်းမှုခံအမတ်လေးတည်းမာမိတ်တင်နဲ့မင်းမှုမြွနဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့မင်းမှုမြွနဲ့ဘက်ကဘာတို့ကပူပေါင်းလုံဆောင်ခဲ့ကြောင်းမင်းမှုခံစကုမြွနဲ့တွေ့ရှိပြည်သူများအနေနဲ့စစ်သားရဲနဲ့ပြူစောတဲ့အနေရှိနေတိုင်းခြင်းမပြုလုပ်ကြရဲမင်းမှုခံအမတ်ကြောင့်တည်းကပြောဆိုထားပါတယ် ဆက်လက်ပြီးတော့မိတ်ကော်တောင်ပြောင်စုလမ်းမကြီးကိုစစ်တပ်ကထိန်းချုပ်လာနိုင်ရန်စစ်ကြောင်းထွန်းနေပြီးတိုက်ပွဲတွေဖြစ်ပွားလာနိုင် ပြည်သူများသွားလာခြင်းမပြုလည်သတိပေးတနင်္လာနေ့တိုင်းမိတ်ခရိုင်မိတ်ကော်တောင်ပြောင်စုလမ်းမကြီးကိုဂျပန်စစ်တပ်ကထိန်းချုပ်နိုင်စစ်ကြောင်းထွန်းနေပြီးတိုက်ပွဲတွေဖြစ်ပွားလာနိုင်ပြည်သူများသွားလာခြင်းမပြုလည်သတိပေးလို့ကြောင့်မိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးဖွဲ့တော်ရရှိသူကပြောတယ်ဒီဇင်မလရှင်းနေမနဲ့6နိုင်ခန်းကနေစတင်ပြီးမင်းမျိုးနဲ့ကော်တောင်မျိုးနဲ့အထိပြည်သူ့လက်မှတ်ကြီးကိုဂျက်ဖက်စစ်တပ်ကစစ်ကြောထိုးလာခြင်းဖြစ်တဲ့ ထို့သောစစ်ကြောင်းထုတ်လာပြီးဂျပန်စစ်တပ်ကဆေးရွှေမြင့်တင်လာခြင်းနဲ့ရှိလာနိုင်တာကြောင့်တော်လိုင်းတပ်ဖွဲ့နဲ့တိုက်ပွဲဖြစ်ပွားလာနိုင်ကြောင်းခီးတော်ပြည်သူများအနေနဲ့မြင်းမြွနယ်ကနေကော်တောင်မြွနယ်ထိပြည်တော်စုလမ်းမကြီးကိုလုံခြုံသွားလာခြင်းမပြုလဲအသိပေးပြောဆိုတယ်။ဒီနေ့မနက်စောပိုင်းကျောင်းနိုင်ကစပြီးမိကော်တောင်ပြည်တော်စုလမ်းမကြီးကိုစစ်ခွေးရဲစစ်ကြောင်းထိုးလာတဲ့စစ်ခွေးစစ်ကြောင်းရှိတိုက်ပွဲဖြစ်လာနိုင်တယ်။အဲဒါကြောင့်ခီးတော်ပြည်သူတွေလမ်းမကိုလုံခြုံသွားလာအသုံးပြုခြင်းမပြုလို့ကြဖို့အသိပေးအနေနဲ့ထုတ်ပြန်ထားတာပါ။ခီးတော်ပြည်သူများအနေဖြင့်ရင်းကြော်ညာချက်ထုတ်ပြန်တဲ့ယနေ့မှစပြီးလိုက်နာဆောင်ရွက်ကြတဲ့အရေးပေါ် နိုင်ကိစ္စရှိပါကသက်ဆိုင်တော်လေးဖွဲ့စည်းကိုဆက်သွယ်ကြောက်ကြအတိပေးခွင့်ပြုချက်ရမှာတော့တော်လာပေးကြရနဲ့ရှင်းတို့တော်လာရပါကလည်းကားတွေကိုမှတ်ချမောင်းနေတော်လာပေးကြမြစ်တန်ရက်ခန့်လုံးကြောင့်မိခဲဘကဖတာဝန်ရှိသူကဆက်လက်ပြောဆိုရယ်ဆက်လက်ပြောပြည်လုံးချုပ်တန်တဲ့တပိတ်မပါဝင်မှုသခိုင်းကပြည်သူတွေတိုက်တွန်းသခိုင်းတိုင်းတွင်ကတပိတ်ဖွဲ့တွေဒေသခံပြည်သူတွေအတိစေမှာဆဲမှာပြုလုပ်မဲ့ဆ ਿਆ နာရှင်စန့်ချေလှူရှာမှုမှာပြည်လုံးချုပ်တန်တဲ့တပိတ်မှာပါဝင်မှုဒီကနေ့မှာတိုက်တွန်းလှုပ်ဆောင်ဆန္ဒပြခဲ့တယ်။ ကလင်းမြို့နယ်မှာလူတို့တိုက်ပွဲဥဆောင်ကော်မတီနေကဒေသခံပြည်သူတွေနဲ့ပူးပေါင်းပြီးစစ်ကောင်စီရွေးကောက်ပွဲလူတို့အားနဲ့စန့်ကျင်ဖို့နဲ့အတန်းတိတ်ပိတ်မှာပြည်သူတွေပါဝင်ကြဖို့အတွက်ဟောပြပွဲလှုပ်ရှားမှုကိုပြုလုပ်ခဲ့ပါတယ်။ဆောင်းလိချင်းမြို့နယ်မှာလည်းကျင်းတွင်မြစ်ကမ်းပေကြီးအားဒီမှာတပိတ်ကော်မတီမှာအတန်းတိတ်ပိတ်အားပါဝင်လှုပ်ရှားမှုပြုလုပ်ခဲ့တယ်။ဒီဇင်မာဆယ်နှစ်ပြည်ပဆိုင်အလူခွေနေမှာတနင်္ဂနွေလုံးတိုင်းတာနဲ့ကျေးလက်မျိုးပြမကျန်အသက်သိတဲ့ပြိမှာပေါင်းဖို့တိုက်တွန်းလို့ဆော်ခဲ့တယ်။ ရမပင်မြွနယ်မှာလည်းသွေးမွေးရတဲ့ရွှေနုသွေးလူလူတပိတ်တိုက်ပွဲဥဆောင်ကော်မတီမှစစ်ကောင်စီရွေးကောက်ပွဲစတင်လှူရှာမှုပြုလုပ်ခဲ့ကြပြီးဒီဇင်ဘာဆဲမှာတနင်္ဂနွေလုံးတိုင်းတာနဲ့ပြုလုပ်သွားကြမယ်တိုင်းတပိတ်မှာပောင်းပေးကြဖို့ပြည်သူလူထုကလှုံ့ဆော်ခဲ့ပါတယ်။ ဆက်လက်ပြီးတရက်ကံမလမ်းပိုင်းမှာတိုက်ပွဲနှစ်ကြိမ်ဖြစ်မကွေးတိုင်းတရက်ကံမလမ်းပိုင်းမှာတိုက်ပွဲနှစ်ကြိမ်ဖြစ်ပြီးစစ်ကောင်စီတပ်ထိခိုက်ဒေဆုံးမှုရှိလို့တရက်ခံအမတ်လေးတောင်ရှိသူကပြောတယ်ဒီဇင်မာရှယ်နေမှာတရက်မြို့ကနေအင်အား30ပိုင်းစစ်ကောင်စီတပ်စစ်ကြောင်းနဲ့ကံမမြို့နဲ့ရှင်နတာရဲကိစ္ကန်ကရဲစစ်တပ်ရဲပူပေါင်းရ40ဝန်းကျင်ပိုင်းနဲ့စစ်ကြောင်းတရက်ကံမလမ်းပိုင်းတိုင်းနှစ်ဖက်ညက်စစ်ကြောင်းထိုးလာလို့ဆိုတယ်စစ်တောင်းထိုးလာစစ်ကောင်စီကတင်းကျပ်စီစဉ်တဲ့ရွေးကောက်ပွဲအတွက်ဒေသတွေနဲ့မြေထိန်ချုပ်နိုင်ဖို့လို့တရက်ခဲအမတ်လေးတိုင်ကဆိုတဲ့ စစ်ကြောင်းတစ်ခုတည်းကရင်းနေတဲ့စကမ်မထွက်လာစစ်ကြောင်းကမ္မမြို့နယ်နမီတောက်ကျေးရွာနေမှာမနက်9:00နာရီကစောင့်ချိုတိုက်ခိုက်ခဲ့တယ်။မိုင်းဆွဲရနယ်ပြစ်ခတ်မှုတွေပါဝင်9မိနစ်ကြာတိုက်ပွဲတွင်ရန်သူကမိုင်းကွင်းနဲ့ဝင်လာကြောင်း6ဦးနေပါထိခိုက်ဒေဆုံးခဲ့တယ်။အဲ့ဒီစစ်ကြောင်းကတရက်ကံမလန်ပိုင်းတိုင်းဆက်လက်စစ်ကြောင်းထိုးလာပြီးတန်းဖြူကြီးရရွေတင်းကြီးရကနေနေကိုဖောက်တွင်းဝင်တော့ခဲ့လို့လည်းသိရပါဗျ။ဇားပြတိုက်ခိုက်ခံရင်းနေတာစစ်ကြောင်းနဲ့တရက်မျိုးကထွက်လာစစ်ကြောင်းပူပေါင်းပြီးတရက်မျိုးနဲ့ဆက်တောင်ကြီးရမှာဆက်ရှိနေလို့သိရတယ်။ဒါအပြင်တိုက်ပွဲတွေထပ်ဖြစ်လာနိုင်တဲ့အကြောင်းတရက်ကံမလန်ပိုင်းကိုအုံပြူသွားလာမဲ့သူတွေနဲ့ ပြည်သူတွေတတိပြုဖို့လည်းတရက်ခံမဲ့လေးတိုင်းကတိုက်တွန်းပါတယ်ဆလဘီရွေးကောက်ပွဲအတွက်ထောင်နဲ့ချမှတ်နိုင်မဲ့ဥပဒေအပြိုင်ဆိုင်ပြဌာန်းအနာသိမှုကြောင့်နိုင်ငံနဲ့တိုက်ပွဲတွေကြေပြန့်လာနေချိန်မှာကျင်းပမဲ့ရွေးကောက်ပွဲအတွက်ကာကွယ်ဆိုင်ဥပဒေတွေကိုစစ်ကော်မရှင်နဲ့တော်လိုင်းအင်အားစုအပြိုင်ဆိုင်ပြဌာန်းလာပါတယ်စစ်ကော်မရှင်ကသူတို့ကျင်းပမဲ့ရွေးကောက်ပွဲကိုပြက်ပြားတနည်းနဲ့လုံဆောင်သူတွေကိုရွေးကောက်ပွဲဥပဒေနဲ့အေးအေးယူမှုရောက်တရာကြော်လာချိန်မှာတော်လိုင်းအင်အားစုကလည်းတံပြန်ဥပဒေတရားထုတ်ပြန်ခဲ့တယ် ။မြန်မာနိုင်ငံရေးဆိုရအန်ယူဂျီဝန်ကြီးချုပ်ရောကပေးပို့လာဆီယနာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ဒီမိုကရေစီအခြေခံခွင့်ရီကာကွယ်ဆောင်ရှောက်ရေးဥပဒေကိုပြောင်းစုလွတ်တော်ကအတည်ပြုပြဋ္ဌာန်းလိုက်တယ်လို့ CRBH ကတည်ပြီးကြေညာတဲ့ရည်ရချက်က2020ပြည်နှစ်ပါတီစုပ်ဒီမိုကရေစီတွေ့တွေ့ရွေးကောက်ပွဲပြည်သူလူထုရဲ့ဆန္ဒကိုအကောင့်ထွက်ဖော်ရေးနဲ့အာဏာသိမ်းဆဲအုပ်စုကကျင်းပမဲ့အတူရရွေးကောက်ပွဲကိုဖျက်မြောက်စေဖို့လှုံ့ဆော်မှုတွေကိုတာစီဖို့နဲ့အပောင်းအကူညီဆောင်တဲ့တွေကိုရည်ယူနိုင်မှာပါ။ ီအတွက်ခေါင်းဆောင်မှုစဉ်အလဲလက်စင်နဲ့အောက်ခြေစင်အပောင်းဝင်မတမိုင်းနီလန်နဲ့အာနာရယူဖို့ကြိုးပမ်းသူဘသူမဆိုပြည်သူလူထုရဲ့ဆန္ဒကိုစန့်ကျင်ကဖောက်ပြက်ကျူးလွန်ရင်ဆင်းလိုက်ပြတန်းတာပြစ်မှုပြစ်ဒဏ်နဲ့ဆမှန်နိုင်တယ်လူရည်ဆန္ဒကိုစန့်ကျင်ရတာမဟုတ်လူတို့ရောက်ရွေးကောက်ပွဲဖြစ်မြားရေလှုပ်ဆောင်နေကြောင်းတောက်တာနဲ့တကွာဆက်သွယ်ကြောင်းကြားလိုက်အဲ့ဒီလူကိုဖမ်းဆီးနိုင်ဖမ်းဝရထုတ်ပေးရရှာဖွေဖမ်းဝရထုတ်တာကိုပါဝင်နေ ပြီးခဲ့နိုဝင်ဘာ30ရက်ကရွေးကောက်ပွဲဝင်ပြိုင်မဲ့ကြားပြူပါတီလိုလူသိများရှန်တိုင်းသားများဒီမိုကရက်တစ်ပါတီကကိုယ်စားလှယ်ဦးဝေလင်းတက်ကိုမကွေးလိုက်ပခုတ်ကူမျိုးရှိသူ့ရဲ့နေမှာဒေသတော်လှန်တပ်ဖွဲ့တွေကလာရောက်ဖက်စီကောဆောင်သွားခဲ့လို့စစ်တပ်ထင်းချုပ်ထားမြန်မာလင်းတင်းစာမှာဖော်ပြတယ်မော်ဘီဖက်ဒရယ်ကောင်စီ MFC ကလည်းစစ်ကောင်ပြင်းချင်းမရွေးကောက်ပွဲမှာပါဝင်သူတွေကိုပြဋ္ဌာန်းထားတရားမဝင်တွေ့ရရွေးကောက်ပွဲမှာဆက်ကျင်ဆိုင်ဥပဒေနဲ့စတင်ရေးနိုင်ဖို့နိုဝင်ဘာ29ရက်နေ့မှာဖြေကြားထားပါတယ်။နားဆင်အားပေးကြတဲ့အတွက်တို့ပဲကျေးဇူးတင်ရှိပါတယ်ရှင်။